ကျွန်တော်ရှူချိုဖောင်မြင်တဲ့နေ့တော့ဆိုရင်တော့ဘာဖြစ်လဲဆိုတော့ကိုကိုပြိုင်တဲ့အချိန်လေးသွားတည်တည်ရရပေါ့နော်မလေးတော့ဆိုရင်ဒါသုံးနှစ်လုံးကြိုးစားခင်မှာနောက်ဆုံးနှစ်မှာဒါပါခဲ့တယ်ပေါ့နော်တော်မိမချပြပါလားဟင်အာမိကလည်းဖြေတော်မှမိမကနေတော့အမြဲကတော့မိမသွားယူခြင်းနဲ့ နောက်ဆုံးစင်ပြိုင်တဲ့အချိန်မှာကျတော့ဘယ်လိုပြောမလဲအကွာစင်ပေါ်မှာကျတော့အကောင်းဆုံးလုတ်ပြခိုင်းနေပါတော့ထိုင်းနေမိလိုက်တဲ့ဟာလေးနဲ့ကိုကကိုလုတ်ပြခြင်းတဲ့ဟာလေးနဲ့နည်းနည်းလေးမကန့်ညီတော့စင်ပေါ်စင်းစင်းချင်းမှာအဲ့လိုမျိုးအခိုင်းဆိုမငိုဘူးအဲ့ဒီကျမဘယ်လိုလဲမသိဘူးဟိုသုံးနှစ်လောက်ရှိပြီငါမပါတော့ဘူးဆိုတဲ့စိတ်လေးကဖြစ်ပြီးတော့အဲ့လိုမျိုးဝမ်းနေပြီးတော့ငိုမိရပါတော့ကိုကပြေစေထားအကောင်းဆုံးပြေစားပြီးမယ်စင်ပေါ်မှာကျတော့တိုင်းနေမိကတခြားကိုကမလုံးနိုင်တော့အကြောင်းမလို့ပြီးပြီးတော့ဝမ်းနေရပုံတော့အင်တာဗျူးမှာအဲ့ရှိရအမားတွေမိရနဲ့ ကွာရန်ဝမ်းနေနဲ့ဝမ်းနေတဲ့အချိန်နဲ့အဲ့လိုမျိုးတိုက်ဆိုင်ပြီးတော့အဲ့လိုမျိုးငုံမိသွားတာအဲ့လေအဲ့ဒါလေးကမထင်မှဖြစ်နေပေါ့ပါဘာနော်အဲ့ပရိသတ်တွေမြင်မာတာငုံမင်းသားလေးဆိုပြီးတော့ဖြစ်သွားပါဘောလေဟုတ်ကျွန်တော်ဟာတာမပါဘူးခင်ဗျာဒါပေမဲ့ကိုညိုမေးလိုက်တဲ့ဟာတာကြောင့်လို့ကျွန်တော် မလုံးနိုင်ဘူးသူကကျွန်တော်ဝိထုတွေဖက်လာတယ်ကျွန်တော်ဝိထုတွေဖက်တယ်လို့ပြောလိုက်တယ်ပေါ့နော်ကျွန်တော်ကျွန်တော်ဝိထုတွေဖက်တယ်ဒါပေမဲ့အများကြီးတော့မမှတ်မိပေါ့နော်တိတ်ပြီးတော့မငိုပါဘူးအဲ့လိုမျိုးဒီနေ့အခုဆိုလည်းရည်ပြီးတော့ပဲဖြေတော့အဲဒါဆိုရင်ကျွန်တော်ရှေ့ချိုးဖောင်မြင်တဲ့နေ့တော့ဆိုရင်တော့ဘာဖြစ်လဲဆိုကိုကိုပြိုင်တဲ့အချိန်လေးသွားတည်တည်ရရပေါ့နော်မလေးတော့ဆိုရင်ဒါရှေ့ချိုးဆိုရင်လည်းဒါအရန်ခက်ခဲတဲ့အရာလို့ပြောမယ်ပေါ့နော်စူးစမ်းသလောက်ကံရှိသလောက် ဟိုဘယ်လိုပြောလဲပါမလည်းဖြစ်မှာပေါ့မောင်လေးဆိုတာ၃နှစ်လုံးစူးစမ်းခင်မှာနောက်ဆုံးနှစ်မှာဒါပါခဲ့တယ်ပေါ့နော်ကိုတုံးကလည်းဒါရှူချိုပြိုင်တဲ့အချိန်မှာဆိုလည်းမလွယ်ကဲဘူးဘာဖြစ်လို့လဲဆိုတော့ကိုထက်အရန်တော်တဲ့လူတွေအရန်စူးစမ်းတဲ့လူတွေလည်းအများကြီးရှိတယ်အဲ့ထက်မှာဒါပထမဆင့်မှာပထမဆုံးပြိုင်တော့ဆိုရင်လည်းဒါပထမဆင့်မှာပြိုင်နေဒုတိယဆင့်မှာတော့နောက်ဆုံးဆင့်ဒီပါသွားတယ်နောက်ဆုံးဆင့်ကျတော့ကိုကကျတော့ဘယ်လိုပြောမလဲမရဲ့ဒီညံစမ်းပြီးတဲ့အခါတော့အဲ့လိုမျိုးဒိုင်နီက စိတ်ကြိုက်လုတ်ခိုင်းတဲ့ဟာဆိုတော့ကိုကဘယ်လိုပြောမလဲအရင်တိတ်ပြီးတော့လုတ်မပြနိုင်ခဲ့ဘူးကွာနောက်ဆုံးဆင်ကြတော့ဒါကိုလုတ်ချင်တဲ့အရာလေးတွေဒိုင်နေမီတဲ့အရာလေးတွေထပ်တူကြတဲ့အချိန်ကျပါသွားတော့အရင်ပျော်မိရပါတော့ဟိုတားလေတားမိမလူနေပြီတောက်မိမချပြီးပါလားဟင်အာမိရလဲဖြေတော့မှမိမနေရောအမြောက်ကတောက်မိမသွားယူခြင်းနဲ့တောက်မိမချပြီးပါနော်အာမြောင်တာမြောင်မိမလူနေတောက်မိမချပြီး အခုလာမဲ့ဒီရှူဂျူညီလေးတွေညီမလေးတို့ကျွန်တော်ပြောချင်တာကတော့ခုကြေတာဟိုဘာတွေထိုင်နေမေးနိုင်လဲဆိုပြီးတော့ကျွန်တော်တို့နှစ်တောင်ပြောထားရတာရှိရပါတော့အားလိုက်ပြန်ပြီးတော့လေ့လာပါပြန်ပြီးတော့ဟိုအသေးစိတ်ကြည့်လိုက်လို့ရှိရင်တော့ဘယ်လိုပြောမလဲပြန်တဲ့ချိန်ဆိုတော့အရင်ခက်ခဲမဲ့အရာမဟုတ်အရာတော့မဟုတ်ဘူးပေါ့နော်အဲခုဆိုရင်ဒါရှူဂျူခေါ်နေရဆိုတော့ဒါကိုတုံးကနှစ်ပြန်ခဲ့တဲ့အချိန်တွေကအရင်ပြီးတော့တတိယတယ်ခုဒါဆိုရင်လည်းပြန်လို့ရကြည့်လို့ရှိရင်ကျွန်တော်ထပ်ပြီးပြန်ရင်သေးတယ်။ဘာဖြစ်လဲဆိုတော့ထပ်ပြီးရွှေချိုလောက်ရလေအဲ့လိုမျိုးအရန်လည်းပျော်တယ်။နောက်ပြတော့အဲ့လိုမျိုးဘန်းခိုင်ဆိုတာကဒါ ီအနုပညာလောကရဲ့ဒါစံပြအမှတ်တိုင်တစ်ခုလို့ပြောရမယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အခွင့်ရှိတယ်ဆိုရင်တော့ထပ်ပြီးတော့ပြန်ရင်သေးတယ်ဒါညီညီမရနေလေဟာဒါကမောင်လေးကကြတော့ဒါကဒီနောက်ဆုံးစင်ပြိုင်တဲ့အချိန်မှာကြတော့ဘယ်လိုပြောမလဲအကွက်စင်ပေါ်မှာကြတော့အကောင်းဆုံးလုတ်ပြခိုင်းနေပေါ့နော်ထိုင်နေမေးလိုက်တဲ့ဟာလေးနဲ့ကိုကကိုလုတ်ပြခြင်းတဲ့ဟာလေးနဲ့နည်းနည်းလေးမကန့်ညီတော့စင်ပေါ်စင်းစင်းချင်းမှာအဲ့လိုမျိုးအခိုင်းဆုံးမငိုဘူးအဲ့ဒီကျမှဘယ်လိုလဲမသိဘူးဟိုသုံးနှစ်လောက်ရှိပြီငါမပါတော့ဘူးဆိုတဲ့စိတ်လေးကဖြစ်ပြီးတော့အဲ့လိုမျိုးဝမ်းနေပြီးတော့ငိုမိရပေါ့နော်တခြားအကြောင်းအရာတော့မရှိပါအဲ့လိုမျိုးအင်တာဗျူးမှာအဲ့ရှေ့ကအမားတွေမိရာနဲ့ ကွာရန်ဝမ်းနေနဲ့ဝမ်းနေတဲ့အချိန်နဲ့အဲ့လိုမျိုးတိုက်ဆိုင်ပြီးတော့အဲ့လိုမျိုးငုံမိသွားတာအဲ့လေအဲ့ဒါလေးကမထင်မှဖြစ်နေပေါ့ပါဘောနော်အဲ့ပရိသတ်တွေညင်မာတာအငုံမင်းသားလေးဆိုပြီးတော့ဖြစ်သွားပေါ့လေဟာကိုကပြည်စင်တာအကောင်းဆုံးပြင်စားပြီးမယ်စေဘုံမှာကျတော့ဒိုင်နီဘေးကတခြားကိုကမလုံးနိုင်တော့အကြောင်းမလို့ပြီးပြီးတော့ဝမ်းနေရပေါ့နော်ခုဒီလေအငုံမင်းသားလေးဆိုပြီးခေါ်ချပါစေအဲ့တော့ခုနကအဲ့တော့ဒါအင်တာဗျူးတွေကြည့်နေတာမှာဒါညည့်ရို့တာထိနိုင်နေပါ ဟုတ်အမ်ဘယ်လိုပြောမလဲမလေးကကြတော့ကိုယ့်ရဲ့ခံစားချက်နဲ့ပေါ့နော်အဲ့လိုမျိုးမေးတဲ့ချိန်နဲ့ကိုယ့်ရဲ့ခံစားချက်နဲ့ကဟိုအထူးသဖြင့်မိသားစုရေးလေးပေါ့နော်အဲ့လိုမျိုးမေးတဲ့ချိန်ဆိုကိုယ့်ရဲ့ဟိုစိတ်ကဝမ်းနေတဲ့မူရလို့ရှိရင်တော့အဲ့လိုမျိုးငုံမိရယ်ပေါ့နော်အဲ့လိုမျိုးတခုခုဖြစ်တယ်ဆိုရင်အဲ့လိုမျိုးငုံမိရယ်တခြားຢာကားတော့မလေးကအဲ့လိုမျိုးတိတ်ပြီးတော့ဟိုမငိုပါဘူးအဲ့လိုမျိုးဒီနေ့အခုဆိုလည်းအကြီးပြီးတော့ပဲဖြေတော့မဟုတ်လို့ရှိရင်ကိုသူတို့ကဟိုတလောက်တောင်မှမန်လေးဖက်ကြည့်လိုက်သေးရယ်ဘယ်ချိန်ငုံမလဲဆိုပြီးတော့စောင့်ကြည့်နေရတဲ့အဲ့လိုမငိုတော့တော်စီရပါတဲ့အဲ့လိုမျိုးမန်လေးတွေ့မိရပါတော့ဟာဟာ ကို့မြင်လာတဲ့အလုံးငိုငိုတက်မြင်နေတယ်ဟုတ်တယ်ဟုတ်ဟာမောင်လေးကအမှတ်တရဆိုရင်တော့အဲ့လိုမျိုးပေါ့မောင်လေးကဟာတာမရဘူးကျွန်တော်ဟာတာမရဘူးဆိုတော့အဲ့ဒါလေးတော့မှတ်မိရဲ့ကျွန်တော်ဟာတာမပါဘူးခင်ဗျာဒါပေမဲ့ကိုညိုမေးလိုက်တဲ့ဟာတာကြောင့်လို့ကျွန်တော် မလုံးနိုင်ဘူးသူကကျွန်တော်ဝိထုတွေဖက်လာတယ်ကျွန်တော်ဝိထုတွေဖက်တယ်လို့ပြောလိုက်တယ်ဗောနော်ကျွန်တော်ကျွန်တော်ဝိထုတွေဖက်တယ်ဒါပေမဲ့အများကြီးတော့မမှန်မိဗောနော်အကုန်နဲ့အိမ်မှာစင်မမှာတွေ့ရဗောနော်ညနေချင်းဆိုင်မှာအဲ့တုန်းကလဲအကိုကဗားတဲ့ဟာဟာတာအိုက်တင်လေးတခုလုတ်ပြပါဆိုတော့ကိုကကိုလုတ်ပြလိုက်တဲ့ဟာလေးကနည်းနည်းလေးလွဲသွားတော့အဲ့လိုမျိုးဗောဒါလေးကဟာတာအိုက်တင်မဟုတ်ဘူးဗောနော်ဒါလေးကဒရမာပုံစံမျိုးဖြစ်တဲ့ဖြစ်တယ်တဲ့အဲ့လိုမျိုးအလွဲလေးတွေကတော့အကုန်နဲ့အဲ့ချွတ်ချွတ်မာခဲ့တဲ့အလွဲလေးကအကုန်နဲ့အဲ့လိုမျိုးရှိခဲ့ရဗောလေဟာရေစက်ကအိုက်မာခဲ့တဲ့စဆုံတာဒီမာခဲ့မဟုတ်ဘူး ညီလေးအဲ့ဒီဒီ item ကတော့ကိုဟာတလို့တော့လက်မခံဘူးအာဒါကဒါအနုပညာလောကမှာကတော့ဒါဒီရှူဂျိုအားလီမှာတက်သွားတဲ့အနုပညာရှင်တွေဆိုတာလည်းအများကြီးရှိရပါတော့အဲ့ထက်မှကိုလည်းဒါရှူဂျိုတယောက်အနေနဲ့ပါဝင်ခွင့်ရတော့အရင်လဲအတိုင်းမသိဝမ်းတာပဲပေါ့နော်ဟိုကျွန်တော်ရဲ့မိသားစုဆိုရင်လည်းအရင်လဲပြောရှင်နေဒါက ကျွန်တော်ဖြစ်ချင်တဲ့ဒါဒီရွှေချိုလေးဖန်ကိုင်လေးဒါရွှေချိုလူအများကြီးမှာရွှေချိုဆိုတာဘာမှမဟုတ်ပြီမဲ့ကျွန်တော်တို့ကတော့ဒါတော့အရန်အခွင့်အရေးကြီးပဲလေဒါရွှေချိုကလေးမှာဒါအခုကျွန်တော်ဆိုလဲဒါဒီရွှေချိုကလေးမှာတည်သွားတဲ့အတွက်ကြောင့်မလို့ဒါရွှေချိုကတော့ဒါကျွန်တော်တို့ကဒါအမှတ်တရအမှုပညာမှတ်တိုင်တစ်ခုလို့ပြောမှာပါလေဟုတ်အငုံမင်းသားလေးအငုံမင်းသားလေးအမြဲတမ်းတို့မြန်မာတော့အင်တာဗျူးကအစဖြေလိုက်ကြတယ်အငုံလေးနဲ့ပောက်သွားဆိုလဲအဲ့လိုမျိုးတို့မြန်မာအငုံမင်းသားလေးဖြစ်သွားပါလေအဓိကတော့အမေပေါ်တော့ဒီဟာတော့အများကြီးလွန်မဲ့တာ အမေဆိုလဲကျွန်တော်ညတိုင်းမအိပ်ဘူးကျွန်တော်မအိပ်တဲ့လိမ့်မအိပ်ဘူးပေါ့နော်ကျွန်တော်ရမ်းဖြစ်စီခြင်းနဲ့ဘာမှမပါပါသွားတော့ပါသွားရင်တော့အတိုင်းမသိဝမ်းသာမှာပေါ့နော်ဒါပေမဲ့ခုချိန်နေရဆိုတော့ကျွန်တော်တိတ်ပြောမလုံးနိုင်ခဲ့ပေါ့နော်ဒိုင်းနီကိုလည်းအရင်အားနာပါတယ်ဟုတ်ဟုတ်ကဲ့ဒါအဓိကတော့ကျွန်တော်တို့ဒီရွှေချိုညီလေးညီမလေးကိုပြောချင်တာကရှောက်မယ်ဆိုရင်တော့ကျွန်တော်တို့ဒါဟိုဝေစားလေးကစားတက်တက်ရရလေးဝတ်သွားရမယ်နောက်ပြတော့ဒီကို အကောက်ကိုလှုပ်ချင်တဲ့ဟာကိုစင်မမမကြောက်မရွံ့နဲ့ပေါ့နော်အဲ့လိုမျိုးရဲရဲဝံ့ဝံ့လှုပ်ပြနိုင်လို့ရှင်တော့ဟိုရွှေချိုကတော့ဒါပါပါဟုတ်ပါမှာပါခင်ဗျာဟုတ်